ပြင်းမဲ့တွေကအဓိကဟိုပြစ်ခတ်ခဲ့တဲ့အပိုင်းတွေရှိရဲဆိုလိုရင်အတိတ်တွေကဘာဖြစ်လာလဲဆိုရင်မင်းတို့ဟိုအပြစ်ခတ်ရေးစစ်လုံးလားဟိုဟိုစစ်ကိုဆမ်းမသိဖို့အတွက်မင်းတို့လူထုကငါတို့တက်ပြနေဆိုတဲ့ပုံစံမျိုးဖက်ကိုသုံးတဲ့ပုံစံမျိုးတစ်ခါမှဖြစ်တဲ့ကြောင့်တင်းရှင်လည်းပဲပြုဆိုပါတယ်မိဘကေတုန်ကြီးကောင်းကောင်းလေးပါ냐ဆဆခွဲတဲ့ကောင်းကောင်းလေးကိုနေပြီးတော့ပဒိညာကိုတားဆင်းလိုက်ပါပြီကျေရှုတူအားလုံးကြမ်းမှာချမ်းသာကြပါစေ နာသိန်းစစ်တပ်ဟာတရုတ်အကူအညီနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အပြစ်ရပြီးတဲ့နောက်အာရခတ်တော်အေထင်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ကိုလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လှုပ်ဆောင်လာတယ်လို့အေကအော်တိုဘာ31ရက်နေ့မှာသတင်းထုတ်ပြန်လိုက်ပါတယ်။အနာသိန်းစစ်တပ်ကတရုတ်ရဲ့အကူအညီနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MND တရားမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL တို့နဲ့အပြစ်ရနိုင်ခဲ့ပါတယ်။စစ်တပ်ဟာစစ်စင်ရေးနယ်မြေတွေကျုံသွားတာကိုအခွင့်ကောင်းရှုပြီး ၎င်းပြည်သူတွေကိုပြစ်မှတ်ထားတဲ့ပုံကျဲတိုက်ခိုက်မှုတွေလှုပ်လာတာလို့ AA ကပြောပါရယ်။၎င်းပြည်နယ်ကစစ်တွေရသေးတောင် ပုံနှကျုံပေါက်တော့နဲ့ကျောက်ပြမျိုးတို့မှာရှိတဲ့အရတားပြည်သူတွေပေါ်အော်တိုဘာ29ရက်နေ့ကနေ31ရက်နေ့အထိလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်ခဲ့ပြီးအရတားပြည်သူ12ဦးသေဆုံးက32ဦးဒဏ်ရာရခဲ့တယ်လို့သိရပါရယ်။ရှမ်းမြောက်ဘက်မှာသူတို့ကဒီလိုပုံစံမျိုးအလားတူတူကေသောပုံစံမျိုးသူတို့တောက်လျှောက်လုပ်ခဲ့ကြတာဆိုလိုရင်းကကျွန်တော်တို့လက်လက်မိန်တလောက် ပတင်းနေရဆိုရင်ဒီကိုကန်အဖွဲ့ MN NDA နဲ့အပြည့်ခန့်ရစီရင်မဖြစ်ခင်တုန်းကလေတို့ဒီလိုပုံစံမျိုးပဲလူတွေရက်ွက်တွေကိုပဲတို့တောက်လျှောက်ပြစ်ပြစ်ခဲအခဲအပိုင်းနေရှိရပုံနေတူဆိုပဲဒီလုံးလုံးလန်းလန်းအပြည့်ခန့်ရစီတော်တဲ့ဒီ TNL ဖက်ဘလုံးဖက်မှာတုန်းကလေတို့ဒီလိုမျိုးပဲတို့ဒီအရသာပြင်းမဲ့တွေကအဓိကဟိုပြစ်ခတ်ခဲ့တဲ့အပိုင်းနေရှိရဆိုလိုရင်းအတိတ်တွေကဘာဖြစ်လာလဲဆိုရင်မင်းတို့ဟိုအပြည့်ခန့်ရစီလုံးလား ဟိုဟိုစစ်ကိုဆမ်းမသိဖို့အတွက်မင်းတို့လူထုကငါတို့တက်ပြရဲဆိုတဲ့ပုံစံမျိုးဖက်ကိုတောင်းတဲ့ပုံစံမျိုးတစ်ခါမှဖြစ်တဲ့ကြောင့်တနည်းနည်းနဲ့အာရခတက်တော့အပေါ်မှာသူတို့ဖိအားပေးတယ်လို့ပဲမြင်နေကြကျွန်တော်တို့ကတော့အနာသိန်းတက်လေးချောင်းတက်ခတ်မှုလောက်သွားတဲ့နေရာတွေကစီရေးပြမှမဟုတ်တလို့မြေပြမတိုက်ပွဲဖြစ်နေတဲ့နေရာလည်းမဟုတ်ဘူးလို့ဒေသခံတွေကပြောပါတယ်။လက်ရှိရခိုင်ပြည်နယ်မှာအနာသိန်းတက်ဆက်ရှိနေတဲ့ကြောက်ပြူမြို့မှာအေးနဲ့အနာသိန်းတက်တို့တိုက်ပွဲဖြစ်ပွားနေတယ်လို့ စစ်တွေမြို့မှာလည်းနှစ်ဖက်အပြန်အလှန်လက်နက်ကြီးပစ်ခတ်မှုတွေမကြာခဏဖြစ်နေတယ်လို့ကိုဝေဟင်အောင်ကပြောပါရယ်။ဒါအပြင်ရခိုင်ပြည်နယ်ထိစပ်နေတဲ့ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာအနာသိန်းတက်ရဲ့စစ်ရဲရင်တွေကန့်ကတ်ကန့်ထိုးဖို့ကြိုးစားနေတဲ့အတွက်နှစ်ဖက်ဆစ်ဆိုင်ထားတဲ့အခြေအနေရှိနေတယ်လို့ဆိုပါရယ်။ရခိုင်ပြည်နယ်နဲ့ထိစပ်ရာမကွေးတိုင်းပဲခူးတိုင်းနဲ့အေရီတိုင်းတို့ကနယ်စပ်ဒေသတွေမှာလည်းအင်းနဲ့အာနာသိန်းတက်တို့တိုက်ပွဲတွေပြင်းထန်နေပါတယ်။အဲသူတို့ဟာ တွဲမနိုင်ကြီးမီးနဲ့ဆိုးဆိုတဲ့စပုံရပေါ့အဲဒီခတ်တော်အီအီကိုတိုက်ခိုက်တာမနိုင်ပဲအတွက်ကြောင့်ယူတွေဟာကြောက်စိတ်တရားဝင်အောင်လုပ်ပုံစံမျိုးတွေနီးလန်းတွေတုံပြီးတော့လှုပ်လာတာတွေ့ရတယ်ဒီလူလူတို့ရဲ့စိတ်ထဲမှာအကြောက်တရားဆွမ်းမိုးစေခြင်းတဲ့ဟိုဘာလဲယူဟာတစ်မျိုးပေါ့လုပ်ပုံစံမျိုးတွေရှိတယ်ဘယ်လိုပြောမလဲအဲဒီခတ်တော်အီအီကြောင့်အင်္ဂါရုပ်ကြည့်ကြည့်ဒီလိုဒီလိုဖြစ်ရတဲ့ဆိုပဲစိတ်ထားမျိုးဝင်အောင်ပုံစံမျိုးပလန်ကိုဆွဲလာတာတွေ့တယ်။ဒါမှမဟုတ်ကျွန်တော်တို့ BB တွေဟာအားထားစရာ ကျွန်တော်တို့အားခတ်တတ်တော့တမျိုးပဲရှိတယ်ချုံမဲ့မဲ့ပြီးတော့ပေါ့ဒီစစ်ရှုံးစစ်ကောင်စီကချုံမဲ့မဲ့ပြီးတော့ဟိုင်းဒီလူလူတွေကိုမျိုးမျိုးစုံနဲ့ဒုက္ခပေးနေတယ်လို့ကျွန်တော်တဦးတယောက်အမြင်နဲ့နေပြီးတော့ဒီဟာရှုံမြင်တာပါဒီကတော့ဩဂတ်လ5ရက်နေ့အနာသိန်းတက်တဲ့အပြစ်မရက်မီကာလာက TNL ကပြုတ်လုတဲ့သတင်းစာရှင်းလင်းပွဲမှာ TNL ပြောခွင့်ရသူလွေရီဦးကအနာသိန်းတက်ဟာညီနောင်မမိတ်၃ဘွဲ့အပေါ်မှာ တရုတ်ဆိုရအကူအညီရယူကတူညီတဲ့ဖိအားပေးနေတယ်လို့ထုတ်ပြောသွားပါတယ်။ဒီဖိအားဟာ MNDA ပေါ်မှာအောင်မြင်ခဲ့ပြီးအပြစ်ရခဲ့ရပြည်တဲ့နောက် TNLA အပေါ်မှာလည်းဆက်ပြီးဖိအားပေးလာကြောင်းနဲ့ TNLA ပါအပြစ်ရခဲ့ရရင်တူညီတဲ့ဖိအားမျိုးအေအေကိုဆက်ပေးလာနိုင်တယ်လို့ပြောသွားခဲ့တာပါ။လက်ရှိမှာတော့ TNLA ကတရုတ်အစိုးရဂျောင်းဝင်ညှိနှိုင်းပေးမှုနဲ့အနာသိမ့်တဲ့အပြစ်ရကမိုးကုန်းနဲ့မိုးမိတ်မျိုးတို့ကိုပြန်ပေးဖို့သဘောတူညီခဲ့ရပြီဖြစ်ပါတယ်။ ကုန်းတန်းအချင်းတော့မတူဘူးဗျ။သူဘက်ကနေပြီးတော့ကိုကန်းနေစဉ်းစားချက်ရဲ့ကိုကန်းနေရဲ့ရက်တိချက်ရဲ့ဒီဘက်မှာဘလောင်ရဲစဉ်းစားချက်ရဲ့ဘလောင်ရဲရက်တိချက်နဲ့ကျွန်တော်တို့ဒီ RF တက်တော့နဲ့ဒီရခိုင်ပြည်သူလူထုရဲ့ရက်တိချက်ကပုံစံမတူဘူးဗျ။ ဒီဖမ်းမှာကကျွန်တော်တို့ကကြာရင်ဟိုဖမ်းမှာကြာရင်သူတို့ရဲ့ကျိုးဖမ်းမှတ်ခံနိုင်ငံဆိုတာရှိရပေါ့အပေါ်မင်းလေးပြောမယ်ဆိုရင်တရုတ်နဲ့အရန်နင်းခဲ့တယ်သူတို့မှာတရုတ်ဘက်ကစွန်နေခါအကူအညီအထောက်အပံ့မရဘူးဆိုရင်သူတို့ပြည်သူလူထုကတစ်ဖက်မှာဘုံနဲ့ပြစ်ခတ်ခံနေရတယ်တခြားတစ်ဖက်မှာစွန်နေခါရှာပမှုနိုင်ကိုသူတို့ဆူဆူရောခံနေရတယ်ဒါပေမဲ့ကျွန်တော်တို့မှာကံကောင်းတာကတခြားဘက်ကရနိုင်တဲ့ဒီတခြားလမ်းကြောင်းတွေရှိရ MNDA အာနာသိန်းတက်နဲ့အပြစ်မရခင်လာရှိုးကိုပြန်မပေးရမီကာလ2024ခုနှစ်နှောင်းပိုင်းမှာ MNDA ရဲ့ကောင်းဆောင်ဖုန်တာရွှေကို တရုတ်ဆိုရကတရုတ်နိုင်ငံဘက်မှာအကြဲကျုံနဲ့ထိမ့်သိမ်းထားတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့ကဖုန်တာရွှေဟာလူမြင်ကွင်းကနေလအတန်ကြာပျောက်ကွယ်နေခဲ့ပါတယ်။အဲဒီနောက်မှာလာရှိုးကို ပြန်ပေးပြီးအပြည့်ရဲ့အစီအစဉ်ထွက်ပေါ်လာခဲ့တာပါ။အေးကတော့အနာသိန်းတဟရှမ်းပြည်နယ်မြောက်ပိုင်းမှာအရသာပြည်သူလူထုကိုဥတီတိုက်ခိုက်တဲ့နီလန်အတိုင်းရခိုင်ပြည်နယ်မှာလည်းလှုပ်ဆောင်လာနိုင်တာကြောင့်ရခိုင်လူထုအနေနဲ့အရင်နေ့ရက်တွေထပ်ပိုပြီးသတိထားကြဖို့သတိပေးတိုက်တွန်းထားပါရဲ့ရှင်။